Telegram ကဒလ10သိန်းရတယ် YouTube ကတော့ဒလ5သိန်းပဲရတယ်ဆိုတော့ဒီ video က social media ပေါ်ကနေပြီးပတ်စံရှာနေတဲ့ဗလာသားတို့အတွက် Telegram နဲ့ YouTube မှာပတ်စံရှာတဲ့နီးနဲ့နောက်တစ်ခုကဘယ်ဟာကပတ်စံပို့ရမလဲဆိုတာရယ်ဘယ်ကနေပတ်စံရလဲဆိုတာရယ်ကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် နံပါတ်1အနေနဲ့ YouTube ကိုတွားရအောင် YouTube ကတော့အားလုံးသိထားတဲ့အတိုင်းပဲပတ်စံရဖို့ဆိုရင် Subscriber 1K နဲ့ကိုတင်ထားတဲ့ဗီဒီယိုတွေကိုကြည့်တဲ့နိုင်ပေါင်း4000ပြည့်ပြီဆိုလို့ရှိရင် Monetization စပြီးရှောက်လို့ရပြီအဲ Monetization အောင်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီဗီဒီယိုတွေတင်တာနဲ့ပတ်စံစပြီးတော့ရပြီပေါ့နော်ပတ်စံဘယ်လိုရလဲဆိုတော့ကြတော့ 1K view ကို 1ဒေါ်လာပေါ့ဥပမာကိုတင်လိုက်တဲ့ဗီဒီယိုကိုကြည့်တဲ့လူအယောက်တစ်ထောင်ပြည့်သွားရင်ကိုက1ဒေါ်လာရပြီပေါ့ဒါကပြန်ပြနှုန်းနဲ့တွက်ပြတာအဲ့ထက်မှပိုပြီးတော့ရတဲ့လူရှိတယ်လို့အဲ့ထက်နည်းပြီးတော့မှရတဲ့လူလည်းရှိတယ်ပေါ့နော်အဲတယောက်နဲ့တယောက်ကတော့ကျွန်တော်တို့က RPN ချင်းမတူဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒေါ်လာတရာပြည့်ရင် YouTube ကထုတ်လို့ရပြီဒေါ်လာတရာဆိုရင် လက်ရှိကျွန်တော်တို့ဒီပေါက်ဈေးနဲ့ဆိုရင်၄သိန်းခွဲ၅သိန်းပတ်ချာလဲလောက်မှာကျွန်တော်တို့ကရမှာပေါ့နော် YouTube တော့ဒီလောက်ပါပဲဒါပေမဲ့ तू ကဒီထင်ထားသလောက်တော့ လွယ်ကူမနေဘူးပေါ့နော် YouTube ကတတ်မှတ်ထားတဲ့စီးမြစည်းကန်းတွေကနည်းနည်းတော့ရှုပ်ထွေးတယ်အဲ့ဒီစင်တွေကြော်လာပြီးသွားရင်တော့ကျွန်တော်တို့ကပတ်စံစပြီးတော့ရှာလို့ရပြီပေါ့နော်အဲဒီနေရာမှာကိုကွန်းတက်ကောင်းရင်ကောင်းသလိုဗီဒီယိုတွေပေါ့ရင်ပေါ့သလိုကိုကပတ်စံများများရမှာပေါ့နော်ငါသိန်းထပ်မှာပူပြီးရတယ်လို့ငါသိန်းလောက်တောင်မှမရတဲ့လားတွေလည်းရှိရပါတော့အဲ့တော့ကိုယ့်ဗီဒီယိုတွေကိုလူစိတ်ဝင်စားအောင်အောင်တော့ကိုဖန်တီးရမှာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Telegram ကိုတွားရအောင် Telegram ကတော့လွယ်တယ် YouTube လာအယုံမနောက်ဘူး monetization ကလည်း subscriber 1k ပြည်တာသူကသူအောင်သွားပြီပေါ့နော်ဘာသာပြန်မအပ်စရာမလိုသလိုဒီစီမျက်စိကန်းနေလေတိတ်ပြီးတော့လိုက်နာနေစရာမလိုဘူးပေါ့နော်အဲဒါဆိုပတ်စံဘယ်လိုရလဲပေါ့နော်ဒီညမှာတကူပြောချင်တာကဘရာသာကပတ်စံမှာပတ်စံရှာကျင်တဲ့သူဆိုရင်တော့ဒီနီလန်းကအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့ Telegram ကလည်းထင်တယ်လို့တော့ကျွန်တော်တို့ပတ်စံမရဘူးပေါ့နော် ဒါဆိုအလုံးတွေ့ဘူးကြလိမ့်မယ်ဒီ Telegram channel မှာ ADS ကြော်ညာလေးတွေတက်နေတာဗောနော်ကျွန်တော်တို့ကဒီအဲ့ဒီ ADS ကနေပြီးတော့မှလည်း ပတ်စံရစပြီးတော့ရနေတာဗောနော် Telegram ကဒါ auto ပေးတဲ့ပတ်စံလို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်အဲသူကဘလို့ပုံစံနဲ့ပေးလဲဆိုတော့တွန်းควายအနေနဲ့ပေးတာဗောနော်ဒီတန်းတွန်ဆိုရင်ကျွန်တော်တို့ကစပြီးတော့မှထုတ်လို့ရပြီဗောနော်ဝမ်တုံကိုအရင်ကတော့9ဒေါ်လာလောက်ပေးရတယ်အခုကျတော့ဈေးကျသွားတယ်ဆိုတော့3ဒေါ်လာခွဲလောက်ပဲရတော့တာပေါ့နော်တွန်ခွိုင်းအလဲဒီဒေါ်လာလိုပဲသူကဈေးအတက်ကျရှိရပေါ့နော်မြန်မာငွေနဲ့ဆိုရင်ဝမ်တုံကိုလက်ရှိက1000 1000ခွဲဝင်းကျင်လောက်မှာ ရှိနေရပါဘောเนาะတန်းတွန်ဆိုရင်ကျွန်တော်တို့ကစုစုပေါင်းပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီ3000 3000တသိန်းခွဲလောက်တော့ရမှာဘောเนาะဒါကတော့ဒီ Telegram channel ကနေပြီးတော့မှသူ့အတူရတဲ့ပတ်စံပါဘောเนาะဒီကြော်ညာတက်မှာဘောเนาะကို channel ကြော်ညာတက်မှာသူ့အတူရမယ်ပတ်စံပဲဖြစ်ပါတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ channel ကိုကြော်ညာတွေလက်ခံတာဘောเนาะကြော်ညာဆိုတဲ့နေရာမှာအများကြီးလက်ခံလို့ရတယ်အဲ Telegram မှာဆိုရင်တော့တော်တော်များများတွေ့ဦးကြလိမ့်မယ်ဒီ mobile legend account ရောင်းတာတွေ diamond ရောင်းတာတွေပက်ကြီးကောက်ရောင်းတာတွေ အဲဒါတွေလက်ခံရင်လည်းကျွန်တော်တို့ကဒီကြောင်ညာပို့တင်ပေးတဲ့အတွက်သူကနေပြီးတော့မှကိုယ်ပတ်စံဘလောက်ဆိုပြီးတော့မှပေးတင်ခိုင်းတာတွေရှိရဲ့အဲအဲ့ကနေရတဲ့ပတ်စံကတော့နဲတယ်နဲတယ်ဆိုပေမဲ့လည်းအဲဒီကြောင်ညာများများလက်ခံရင်လက်ခံတယ်လို့ကိုယ်ကပတ်စံရမှာပေါ့နော်နောက်တစ်ခုကပတ်စံများများရခြင်းရင်ဒီဂိမ်းပေါင်း900ပေါ့နော်အဲကာစီနိုဂိမ်းတွေဆလော့တွေကျွဲပစ်တွေဘာညာကွိကွာတွေပေါ့နော်အဲ့ဒါတွေကနေလဲကျွန်တော်တို့ကပတ်စံရရပေါ့နော်အဲအဲ့ဒါတွေကကြဘလို့ပတ်စံရလဲဆိုတော့ဒီကို channel ပေါ်မူတည်ပြီးတော့မှ channel ကြီးရင်ကြီးတယ်လို့ကျွန်တော်တို့ပတ်စံ download ရတယ် ဥပမာဒီသူကဘယ်လောက်ပေးရမလဲဗာညာဈေးလာညှိလာပြီဆိုရင်ကျွန်တော်တို့က channel ကြီးကြီးသလို1000ကျွဲ2000ကနေစပြီးတော့3000 4000လောက်ထိတောင်းလို့ရတယ်ဗောနော်အဲဒါပေမဲ့လည်းကျွန်တော်တို့ကဒီကြောညာရှင်စိတ်ကြည်နှက်အောင်သူတို့ဘက်ကခိုင်းတာမျိုးတွေရှိရဲ့အဲ့ဒါမျိုးတွေကျွန်တော်တို့ကလုတ်ပေးနိုင်မှတာလည်းရင်ကိုတောင်းတဲ့ဈေးကိုသူတို့ကလည်းပေးมาဖြစ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်တို့ကရမှာမဟုတ်ပါဘူးဒီနေရာမှာတခုပြောချင်တာကကို channel က subscriber 1k 2k လောက်နဲ့တော့ဒီပတ်စံ7သိန်း လောက်ထိရမယ်လို့မှန်းထားလို့မရဘူးပေါ့နော်ကိုချန်နယ်ကဒီတဟုံဒိုးကြီးနေတဲ့ channel မျိုးမှတာလျင်ဒီလိုပတ်စံမျိုးတွေကရမှာပဲဖြစ်ပါတယ်ဆိုတော့ဘလို channel မျိုးလဲဆိုတော့ဗလာလာတို့တွေ့ဦးကြလိမ့်မဒီ18 plus channel တွေ movie channel တွေဆိုရင် subscriber တွေကိုတိန်းနဲ့ချီပြီးရရှိရပါတော့ ဲ့လိုမျိုး channel တွေမှာလည်းဗလာသားတို့တွေ့ဘူးကြမှာပါဒီကြော်ညာတွေပေါ့နော်ကြော်ညာတွေ 2D ကြော်ညာတွေစလော့ကြော်ညာတွေဘာတွေအလုံးတင်ပေးနေရတယ်တွေ့လိမ့်မယ်ဒါတွေကိုတို့ကလဟသက်မျက်စိနောက်ခံပြီးတော့မှတင်ပေးနေတာမဟုတ်ဘူးပေါ့နော်တို့တို့တော့လည်းပတ်စံရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြတော့တို့ပတ်စံမရရင်ဒါတွေလုံးဝတင်ပေးနေမှာမဟုတ်ဘူးပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုကဒီလောက်ပါပဲဗလာသားအနေနဲ့ကိုကဒီ YouTube ကိုတတိုင်းမမတ်သွားခြင်းလား Telegram ကိုတတိုင်းမမတ်သွားခြင်းလားဆိုတော့ကိုယ့်အကိုစဉ်းစားပြီးတော့သွားပါအကောင်းဆုံးကတော့နှစ်ခုလုံးသွားနိုင်ပို့ကောင်းပါလေနှစ်ခုလုံးဆိုရင်ဝင်ငွေလေးကမဆိုးဘူးလို့ပြောလို့ ရမယ်ပေါ့နော်အဲဒါဆိုရင်ဘရာသာကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်တာဘာညာရှိရင်ကျွန်တော်ရဲ့ comment အောက်မှာမန့်ခဲ့လိုက်ပါကျွန်တော်အားရင်အားသလိုဝင်ပြီးတော့မှဖြေပေးပါမယ်နော်အဲ okay ဒါဆိုရင်ဒီ video လေးကဒီလောက်ပါပဲကြည့်ပြီးတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ